မြန်မာနိုင်ငံအတွင်းမှာပြည်တွင်းစစ်ပွဲတွေရပ်တန့်မှုအတွက်နဲ့တနိုင်ငံလုံးပြစ်ခတ်ရဆဲရေးအတွက်ကိုမရဦးမြို့မှာဒုတိယအကြိမ်ဖြစ်ပြည်သူတွေထောင်ထဲချပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဥဖိုးတီဟာသတင်းပေးပို့ထားပါတယ်ရှင်မဆွေးလို့ဖရမေပြည်သူမြို့ ရှိတိုင်းရင်းသားဒေသတွေမှာဖြစ်ပွားနေတဲ့ပြည်ထဲစစ်ပွဲတွေရက်ဆိုင်မှုနဲ့တိုင်းငံလုံးအပြစ်ခတ်ရက်ဆဲနိုင်မှုအတွက်ကိုမြောက်ဦးမြို့မှာဇန်နဝါရီလ9ရက်နေ့ဒီကနေ့နေ့လယ်ပိုင်းကဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။မြောက်ဦးမြို့ချစ်တောင်ဖျားရင်မြို့မှာပြည်သူလူထုတထောင်ကျော်ဟာစတင်ဆုတောင်းမြေတာပို့တာခဲ့ကြပြီးချစ်တောင်ဖျားကနေပြီးတော့အုတ်တမပန်းချံကိုစီတန်းပြီးတော့လမ်းကြောက်ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီမြန်မာနိုင်ငံအတွင်းပြည်တွင်းဆက်အမြင့်ဆုံးရက်တန်ပီကျွန်တော်တို့ဒီ မြန်မာနိုင်ငံ20မှာဝတန်းသာလာနာကတဲ့နဲ့ဒီအစိုးရနဲ့တင်းနေစပွေတွေဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြောက်မြေနေပြည်သူတို့အနေနဲ့မြန်မာနိုင်ငံအတွင်းပြည်တွင်းဆက်အမြင့်ဆုံးရတဲ့ပြည်စီရှင်တွေပြီးတော့ကျွန်တော်တို့ဒီတိုင်းရင်းသားအလုံးနေရှင်နဲ့အတူတူပဲနေရှင်တွေပြီးကျွန်တော်ဒီပြည်နေစိတ်အမြင့်ဆုံးရတဲ့ပြီးတော့တိုင်းရင်းသားလက်နက်ကြေးတွေအလုံးကို အစိုးရမှဖိတ်ခေါ်ပြီးခင်နိုင်ငံနိုင်ငံရေးစပွဲခုမှာပဲဆွေးနွေးပြပါဆွေးနွေးစီရင်တယ်လို့ကျွန်တော်တို့ပြောနေတယ်ခုလိုဆူတောင်းဝဲပြုလုပ်တာဟာဒုတိယအကြိမ်ဖြစ်ပြီးတော့ဇန်နဝါရီလ3ရက်နေ့ကလည်းရှစ်တောင်းဖျားရဲ့မြန်မာပထမအကြိမ်ဆူတောင်းဝဲပြုလုပ်ခဲ့ပါသေးတယ်။တိုင်းဒေသတွေမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်တိုင်းဒေသတွေမှာစစ်ဘေးကြောင့်ထွက်ပြေးလာတဲ့ဒုက္ခသည်တွေများပြားနေပြီးရခိုင်ပြည်နယ်အတွင်းမှာလည်းဒီဇင်ဘာ28ရက်နေ့ကစတင်ပြီးဖြစ်ပွားနေတဲ့ရခိုင်တပ်မတော်နဲ့မြန်မာတပ်မတော်တို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်ကြောက်တော်မြို့နယ်အတွင်းမှာစစ်ပေးဆောင်ဒုက္ခသည်တွေဟာတနေ့ထက်တနေ့ပုံမှန်များပြားလာနေပါတယ်။လာမယ့်ဇန်နဝါရီလ10ရက်နေ့ကျရင်လည်းမြောက်ဦးမြို့ပေါ်ကပြည်သူတွေအနေနဲ့တိုက်ပွဲတွေရပ်တန့်ဖို့အတွက်ကိုဆက်လက်ပြီးမြို့ပေါ်ကိုလှည့်လည်ပြီးတော့ဆန္ဒထုတ်ဖော်သွားမယ်လို့သိရပါတယ်။ကျွန်တော်ဖိုးတီဟာသတင်းပေးပို့ထားတာပါခင်ဗျာ။